အားလုံးမင်္ဂလာပါရှင်2025ခုနှစ်ဇွန်လ6လပိုင်းတလတာကာလအတွင်းတေရိုနေဟောရှန်နေကိုတင်းငုံနေကာသိုင်းရဲ့မှာစတင်ပြီးတော့ပြေချပေးပါဖြစ်ပါလိမ့်ရှင်တင်းငုံနေသားသမီးများ6လပိုင်းတလတာကာလအတွင်းတေရိုနေဟောရှန်လို့ပြေချပေးရမယ့်အခါမှာတင်းငုံနေသားသမီးများလက်လာပါတဲ့ထုပင်ပွန်လန်းနေတဲ့ကာလတွေဖြစ်ပါတယ်ဆက်သွယ်ကောင်းဖြစ်စေကောင်းလည်းရမယ်အချစ်သူခင်သူတွေပေါ်ရမယ့်ကာလတွေဖြစ်ဖြစ်ပါတယ်လုံငန်းဆောင်တာကိစ္စတွေမှာကိုယ်နဲ့အတူတွေ့ဖက်လောက်ကဲဆောင်ရမယ့်မိတ်ဆွေတွေအပေါင်းအသင်းတွေတကယ်ချင်းတွေ အလားဆက်တဲ့ဟိုတို့တက်ပြီးတော့အများကြီးကိုစီကိုဒါခီးဥကျုံဆုံးမဲ့လူတွေလက်ခံကျုံဆုံးမဲ့လူတွေရောက်လာမှဖြစ်ပါတယ်ဒီလိုနေနဲ့လာသမီးတွေမတောက်ချာနေနဲ့ပါတယ်လာသမီးတွေဆိုလို့ရှိရင်ကိုနဲ့ပေါ့နော်ဒွတ်ဖတ်လောက်ကန်ဆောင်လို့ကောင်းတဲ့ပိတ်ဆွေတွေဖြစ်ပါတယ်ဥစားပစ္စည်းပိုင်းမှာကြားလို့ရှိလို့ရှိရင်နော်ဥစားပစ္စည်းပိုင်းငွေကြေးပိုင်းမှာကြားလို့ရှိလို့ရှိရင်ကိုရဲ့နေရာထိုင်ခင်းနဲ့ပတ်သက်ပြီးတော့အတိုက်ခံတွေအများကြီးပြောဆိုပြီးတော့မှကိုရဲ့ပိုင်ခွင့်ကိုရဲ့ဆက်ရှိရလေးတွေရရှိမှဖြစ်ပါတယ်မိတ်ဆွေပေါင်းတွေနဲ့မှာရခင်ကာလကလောက်ကန်ဆောင်ရတဲ့လုပ်ငန်းတူဟဲ့လား ကိုယ့်ရဲ့မိတ်ဆွေတွေကဒီခုကာလအတွင်းထဲမှာတော့အနေငယ်စိတ်ရှည်ဖိတ်ခံပြီးတော့အဲ့ဒါလောက်ကင်ဆောင်ရမယ့်ကာလတွေဖြစ်တဲ့အနေငယ်တော့ပြိပခလေးတွေတော့ရှိတတ်တယ်အိမ်မိသားစုတွေမှာတနေ့ကနေတနေ့လာတာတမီးတွေရှိရဆိုလို့ရှိရင်သူတို့လည်းစုတူပွဲထူတွေရတဲ့တဲ့ညတော့တင်သွားမယ်တင်းနေအဲ့နောက်ပြီးတော့ပေါ့နော်အဲသူတို့တွေက အကြောင်းကိစ္စတခုခုကအရေးကြီးတဲ့ကိစ္စတွေအောင်မြင်တဲ့တဲ့င်းတွေပေါ့နော်ဒါမျိုးတွေကြုံဆုံရတဲ့တင်အောင်နိုင်ငံသားသားသမီးတွေမှာတနေ့ကနေနေ့နဲ့သားသမီးထပ်ပြီးရှိခဲ့ရဆိုလို့ရှိရင်သူတို့နဲ့ပတ်သက်တဲ့အိမ်ောင်ရေးကိစ္စတွေကိုစီမံဆောင်ရွက်ရတတ်ပါတယ်ရန်ကတော့မရှိတဲ့လောက်နေပါတော့ပါပြီအဲ့တော့အခြေအမှတော့ကိုချစ်သူနဲ့ တွေ့ရဖို့နေဆက်ရဖို့အတွက်ကိုတရားတစ်ယောက်စိတ်ရှိသိခံပြီးတော့စောင့်စားနေရတဲ့ကာလတွေဖြစ်ပါတယ်။အင်အားရှင်နေနေရတယ်။အင်အားဖက်နဲ့ပတ်သက်ပြီးတော့အဲလိုကဲဆောင်ရတဲ့နေရာတွေမှာတိတိကျကျဟာလာပြည့်ပြည့်စုံစုံနဲ့ညီညီနဲ့နိုင်စစ်စစ်စစ်လောက်ကဲဆောင်မှာကလည်းကိုယ့်ရဲ့အင်အားဖက်နဲ့အဆင်ပြေပြည့်ပြည့်မှာဖြစ်ပါတယ်။ ယောဂဝိညာဉ်နဲ့ပတ်သက်ပြီးပြောမယ်ဆိုလို့ရှိရင်မထင်မရှားယောဂလေးပေါ့နော်အနာနဲ့ဆေးနဲ့မတိုးဘူးခဏခဏဆေးကမ်းပြမထင်မပဲနဲ့ဆေးရုံပြရတာမျိုးတွေဒါမျိုးတွေရှိတယ်ပါလေအဲ့တော့ဘာသာရေးကတအားကောင်းနေပါတယ်ကိုတော့ကစောင်းနေတယ်ဘာသာရေးကတအားကောင်းနေတယ်တခါတခါကြက်လို့ရှိလို့ရှိရင်ပေါ့နော်ဘာသာရေးလွတ်တက်တယ်အဲ့တော့ဘာသာရေးမလွတ်ပဲနေစဉ်ဒီဇိုင်းမမတ်နဲ့လုပ်ကဲစောင်းအောင်မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့လုပ်ကဲစောင်းရတဲ့ဘာသာရေးအားကြောင့်ကိုယ့်ကိုကွန်နီကေတယ်ဆောက်ရှောက်မဲ့အမေလို့အမလို့ဒေါ်လို့လူမျိုးတွေကကိုယ့်ကိုဝေကြီးနဲ့ပတ်သက်တာတော့တော့ကောင်းလုပ်ငန်းစီးပွားနဲ့ပတ်သက်တာတော့ကောင်းအေကန် ောက်ရှောက်နဲ့ပုံစံမျိုးလေးပေါ်လာတတ်ပါတယ်။တန်တရားကတော့တဲ့မလုံလုံနောက်မဆုံနဲ့ပေါ့နော်စိတ်ကပေါ့နော်မလေစင်နဲ့ပေါ့ဒီလိုမျိုးနောက်မဆုံတန်းစိတ်မလေတန်းကြိုးစားမယ်ဆိုလို့ရှိရင်ကိုယ့်ကန်တရားမတရားအောင်တက်လာလိမ့်မယ်။လက်လာပါတဲ့အရာကိုပွင့်လာတော့မယ်။၃ရက်၃ဘတ်တွင်းမှာကိုယ့်ရဲ့နာမည်ကုန်တဲ့ရင်ကြီးဝိုင်းကုန်တဲ့ရင်ကပွင့်လန်းတက်တည်ရတော့မယ်။ ။နောက်ပြီးတော့ရှေ့ဆက်ပြီးတော့ခုပန်တော့ကလည်းရတော့တဲ့။ငိုချင်းနဲ့ကိစ္စတော့၎င်း၊အိမ်ကိစ္စတော့၎င်း၊အလုပ်ကိစ္စတော့၎င်းနဲ့ကိုတွေးခေါ်ကြဆက်ထားတဲ့အတိုင်းခုပန်ကြောက်ကြမှုတိတ်ကြီးကြီးမမမရှိပဲအစီပြအောင်မဲ့ကာလတွေကိုဆက်ရောက်လာတော့ဖြစ်ပါတယ်။အဲ့တော့ဒီလိုဒါသမီးညာဒီလိုနေထိုင်ရဗုဒ္ဓမြတ်စွာဘုရားမှာတီဟိုညွန့်လေး၆ညွန့်လူရန်ပူဇော်ပေးရမှာဖြစ်ပါတယ်။ အယောင်အဖြစ်ဝိတ်ဆင်တင်နေဆိုလို့ရှိရင်တော့နေညောင်မြမြပါတာလေးဝိတ်ဆင်ပေးပါအဲ့တော့အဆောင်အဖြစ်တဲ့ကိုလိုသွားရရလာရရလမ်းဖြည့်တွေမှာဓမ္မရေကောင်းမှုပြီးအန္တရာယ်ကင်းစေရအတွက်တမေယာသီးလေးတစ်လုံးစောင့်ထားပေးပါတန်ပုတ်တီပေါ့နော်ဒီနေ့6ခေါက်ပြပတ်ပူဇော်ပြီးအားလုံးမင်္ဂလာပါရှင်2025ခုနှစ်ဇွန်လ6လပိုင်းတလကကာလတွေတဲရုံနဲ့ဟောရှန်နေဘူးတင်လာသားသမီးများတို့ဆက်လက်ပြီးတော့ဖြေကြားပေးမှာဖြစ်ပါတယ်။တင်လာသားသမီးများယခု ဒီလိုချေကာလမျိုးထဲမှာတနေ့လာသားသမီးတွေအလုံနေရအိနေရနှစ်နေရခုချီတန်းကြီးလောက်ကဆောင်ရတတ်ပါတယ်အိဆိုလဲတနေ့ရမှတနေ့ရရှူပြောင်းခြင်းအလို့ဆိုလဲတနေ့ရမှတနေ့ရပြောင်းနေလောက်ကဆောင်ရခြင်းဒါမျိုးတွေကျောဆုံးရတတ်ပါတယ်ဝင်းငွေအထုပင်ပေါများမယ်ကာလတွေဖြစ်တယ်ငွေကြီးတဲ့လက်ပါတွေပေါများမယ်နေရထိုင်ကိစ္စကောင်းချိုးပြုတဲ့နေရထိုင်ကိုလက်ရှိနေထိုင်ရတဲ့နေရာတွေမှာကောင်းကောင်းမွန်မွန်ပြန်နေပြည့်ပြည့်ဆောင် ဆက်လို့ဝခြင်းကောင်းသောနေရာကိုရောက်ခြင်းဒီလိုမျိုးတွေနဲ့ကြုံတွေ့ရတဲ့ပါတယ်။ဘာသာကြလူမျိုးခြားတွေလို့အထူးကျူးပေးနေတဲ့ကာလတွေဖြစ်တယ်။ ဥစ္စာပစ္စည်းပိုင်းငွေကြေးပိုင်းနဲ့ပတ်သက်ပြီးပြောမယ်ဆိုမိတို့ပိုင်ဆိုင်တဲ့ OA အ OA နဲ့ပတ်သက်တာအဲ့ဒါရောင်းခြင်းဝယ်ခြင်းပြုပြင်ခြင်းဒီလိုဆောင်ရွက်မဲ့ကိစ္စမျိုးတွေကဒီလိုခြေနေကလာမျိုးတွေမှာအဆင်ပြေအောင်မြင်မဲ့ကလာတွေဖြစ်တယ်။မိတ်ဆွေပေါင်းစံတွေမှာတနင်္ဂနွေနေ့နဲ့သားသမီးတွေရှိတယ်ဆိုလို့ရှိရင်တော့ဒီလိုမျိုးနေတွေ့ဖက်လောက်ပဲဆောင်တဲ့ကိစ္စတွေကထုတ်ပြန်ချုပ်ပေးမဲ့အောင်မြင်မဲ့ကလာတွေဖြစ်တယ်။အိမ်မိသားစုတွေမှာတဲ့တင်းလာနေတဲ့သားသမီးတွေရှိတယ်ဆိုပြီးထိုးထိုးရဲ့အဓိဋ္ဌာန်လို့ခြင်းစဉ်လို့အားကောင်းပြီးတော့ဘာသာရေးထုတ်ပြန်အဲ့ဒါကောင်းကောင်းမွန်မွန်လုပ်တဲ့အတွက်ကြောင့်ထိုးထိုးနဲ့ပတ်သက်တဲ့ အရေးကြီးကိစ္စတွေမှာအောင်မြင်မှုတင်ကောင်းလေးကြားရတတ်ပါလေ။အောင်မြင်ငယ်သားသားသမီးတွေမှာတင်ကောင်းနေတဲ့သားသမီးတွေ၊တင်းလာနေတဲ့သားသမီးတွေရှိတယ်ဆိုလို့ရှိရင်တို့တွေနဲ့ပတ်သက်တဲ့အလုပ်ကိစ္စ၊ငွေကြေးကိစ္စအခက်အခဲချက်တွေလေးတွေပြင်ချင်းမျိုးဖြစ်ရှင်းဦးနေရတတ်ပါလေ။အဲ့တော့ဒီကိန်းကာလကရန်နေရတယ်ဒီခုကာလထဲမှာတော့ရန်ညိုးပွားမဲ့အိမ်ပုံစံမျိုးတွေကရက်တန်သွားမဲ့အခြေအနေမျိုးတွေရှိတတ်တယ်။အဲ့တော့အခြေလေးမှာတော့တဲ့ချစ်သူနဲ့ဝေးပွားတတ်တယ်။အိမ်တော်ကြီးတွေမှာတော့တဲ့အခုအိမ်တော်ဘက်ရဲ့ယောဂါကြီးပေါ့နော်ယောဂါကျမ်းမာကြီးမကောင်းတဲ့ ကိစ္စလေးနဲ့ကိုကပူပန်တော့ကရောက်နေတတ်ပါတယ်။မိမိလက်ရှိမိမိရဲ့ယောဂဝေဒနာတွေရတော့တယ်။လေးနဲ့ပတ်သက်တဲ့ယောဂ၊အာရုံကြောနဲ့ပတ်သက်တဲ့ယောဂ၊အကျောအစင်မြင်လာကြည့်ခဲ့တာအနေငယ်ကိုစိုက်ပေးပါ။ဘာသာရေးရတော့တဲ့ယခုယခင်ကာလကလောက်ကင်နေတဲ့ဘာသာရေးတဲ့ယခုလကာလပိုင်းခြားထဲမှာနှစ်ဆတိုးပြီးတော့လောက်ကင်ဆောင်ရမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ကန်စာတာအညံ့တွေကကြောက်သွားမှာဖြစ်ပါတယ်။အဲ့တော့ယခင်ကာလကဖြစ်နေတဲ့ကန်စာတာအညံ့တွေယခုကာလတွင်ထဲမှာကန်ကန်ချောင်းတရားတွေက စ်တပ်ပံပြန်လဲပြီးတော့မှကောင်းချပြုမဲ့ပုံစံမျိုးတွေနဲ့ပြန်လဲရည်တည်လာမဲ့အခြေအနေတွေရှိတယ်။အဲ့တော့လက်လာပါတဲ့အနေနဲ့ရတော့တဲ့အထူးပြည်ပုံလန်းတဲ့အတွက်ကြောင့်မို့ဘာသာသန္တာပြုတဲ့လုပ်ငန်းတွေဟာစင်ဆက်မပြတ်လောက်ကန်ဆက်ပြီးတော့အလူတန်းနေလောက်တာမိင်္ဂလာကိစ္စတွေလောက်တာဒါမျိုးတွေနဲ့ကြုံဆုံရတဲ့တဲ့ရှိစတဲ့ပုံမှန်တော့ကတော့တဲ့ကိုယ့်ရဲ့အိမ်ဘင်းရဲ့ကိစ္စအိမ်တော်ရဲ့ကိစ္စလောက်ကန်ကိစ္စတွေကိုမကြာခဏတွေးပြီးတော့ဥပ္ပိနေရတဲ့တဲ့ဒီလိုကိစ္စမျိုးတွေကိုရှော့ပေါ့ပြီးတော့ စဉ်းစားပြီးတော့မှစိတ်အေးအေးချမ်းချမ်းထားမှသာလေကိုယ့်ရဲ့လုံခြုံကိစ္စတွေကြီးအဆင်ပြေအောင်မှာဖြစ်ပါတယ်။ဟုတ်ကဲ့ပါတင်ရပါမိမြအနေနဲ့မိမိတို့နေထိုင်ဖို့ရမျက်စွာဖရားမှာအုံဆုံးလေးတဝဲလူပြီးပါဖျောင်းနိုင်အနေအောင်၃တိုင်းစက္ကန့်လှူဒန်းပူဇော်ပေးရမှာဖြစ်ပါတယ်။အယောင်အဖြစ်အဝါရောင်မြမြပါတဲ့ဝစားလေးတွေဝစင်ပေးပါရှင်။အဲ့တော့အဆောင်အဖက်ဆောင်းခြင်းလဲဆိုလို့ရှိရင်အုံသားသုံးဖို့အင်းအင်းသားနဲ့ပေါ့နော်ပြုတ်လုထားတယ်အုံသားသုံးဖို့အင်းသားလေးကို28လုံးပြီးပြုတ်လုပြီးတော့ရေမွေးစုပြီးဆောင်းသွားပါ မိမိတို့နေထိုင်ရဗုဒ္ဓမြတ်စွာဘုရားမှာနေစဉ်ရွတ်ဖတ်တဲ့ဆေရမယ်တန်ဖို့တည်ပါရှင်မင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေရှင်2025ခုနှစ်ဇွန်လတလတာကာလတွင်တေရိုနယ်ဖော်ဆန်လေးကိုအင်္ဂါသားသမီးများအတွက်ဆက်လက်ပြီးဖြေချပေးမှာဖြစ်ပါလိမ့်ရှင်အင်္ဂါသားသမီးများဒီလိုစုံလာတလာတာကလာတဲ့မှာကိုယ့်ရဲ့လုပ်ငန်းတွေအပြောင်းလဲကောင်းလေးတွေနဲ့ကြုံတွေ့ရတတ်ပါတယ်။အစီအဝိုင်းလုပ်ငန်းရှင်တွေလည်းကိုယ့်ရဲ့လုပ်ငန်းတွေစရတဲ့ပုံပြန်လဲပြီးတော့မှဒီထက် တိုးဝါပြီးတော့မှပေါ့နော်လုပ်ငန်းဆောင်တာကိစ္စလေးလုပ်ငန်းစီးပွားတစ်ခုထပ်မကခဏနှစ်ခုသုံးခုဒီလိုပုံစံမျိုးတွေတို့ချက်ပြီးတော့ဝန်ဆောင်လို့ကောင်းတဲ့ကာလတွေဖြစ်တယ်။ဝန်ထမ်းတွေဆိုလို့ရှိရင်လည်းကိုရခင်လုံဟောင်းကထွက်ထားတဲ့မိတ်ဆွေတွေအခုအလုပ်အသစ်မှာရှောက်ထားတဲ့ဒူတွေအလုပ်အသစ်ပြင်ရခြင်းเนาะအလုပ်အကိုင်ခက်ခဲဖြစ်နေတဲ့မိတ်ဆွေတွေကတိတ်မကြခင်တော်တွင်းထဲမှာဒီ6လပိုင်းထဲမှာပဲအဲလိုရှောက်ထားတဲ့အလုပ်တွေပြင်ရမယ်။အဲ့ဒါအင်တာဗျူးဖြေဆိုထားတာတွေအောင်မြင်မယ်။ အလုတ်ကောင်းကောင်းလေးရကောင်းကောင်းတစ်ခုကိုပြင်လေရရှိမှာဖြစ်ပါတယ်ဈေးအယောင်းကိုပြုလုပ်တဲ့မိတ်ဆွေတွေကလည်းဒီလိုကလာမျိုးတွေထဲမှာဈေးအယောင်းဝယ်ကောင်းပြီးတော့အမျက်အစွန်းနဲ့များရမယ်ကလာမျိုးတွေနဲ့ကြုံတွေ့ရမှာဖြစ်ပါတယ်။ဥစ္စာပစ္စည်းပိုင်းနဲ့ပတ်သက်ပြီးတော့မြေအမှုနည်းကိစ္စနဲ့ပတ်သက်ပြီးတော့အကျိုးပေးအောင်မြင်နေတယ်။မြေကောင်းမြေတန်းတွေကိုပါလိမ့်မယ်။မိတ်ဆွေပေါင်းကနေမှာတနင်္ဂနွေတောက်ချာသားသမီးရှိရင်တော့ထူလူလို့တဲ့နော်ကိုကပူပန်ပေးရတာသူတို့တွေတဲ့ကိစ္စဝန်ဆိုင်လိုက်ပြီးတော့ဖြည့်ရှင်းပေးရတာမျိုးတွေကျိုးစွားတတ်ပါတယ်။မိသားစုတွေမှာတိုင်းနာနေတဲ့သားသမီးတွေရှိရဆိုလို့ရှိရင်တော့ ငွေကြီးအစီအပြေမဲ့ကိစ္စရပ်တွေနဲ့ကြိုးစားရတတ်ပါတယ်။အောက်လင်ငယ်သားသားသမီးတွေမှာဗိုလ်တခုရောက်သားသမီးတွေရှိရဆိုလို့ရှိရင်တော့ကျန်းမာရေးမကောင်းတဲ့ကိစ္စတွေကိုပြည့်စုံဆောက်ရှောက်ရတတ်ပါတယ်။ရန်နေငယ်တော့တည်ထားပေးပါကိုတို့ကဆောင်းတဲ့လုပ်ငန်းတွေမှာအဲ့တော့ကိုလုပ်ကန်နေရင်အမှုမဲ့အမှတ်မဲ့ပြဿနာလေးတွေအနေငယ်အခြေပြပြောမှာကိစ္စလေးတွေရှိတတ်ပါတယ်။အခြေအနေမှာတော့အနော်ဗရာဒနဲ့တန်တန်ဟိုရင်ကြားစီမရတဲ့ကိစ္စလေးတွေအခြေတူမှုမှာ ပေါပေါင်းနေတဲ့ပဲအိမ်တော်ရင်းမှလည်းကိုယ့်ရဲ့အိမ်တော်ဘက်နဲ့အထက်မှတ်ဖဲနဲ့လမ်းခွဲရတာမျိုးတွေအထက်မှတ်ဖဲဖဲနဲ့ခွဲကွာရတာမျိုးတွေအဲမျိုးတွေကြိုးဆောင်ရတတ်ပါတယ်ယောဂဝိညာဉ်နဲ့ပတ်သက်ပြီးတော့တဲ့လေးနဲ့ပတ်သက်တဲ့ယောဂအချီရောက်တစ်ဖက်ဥပတ်ဖြစ်တတ်ပါတယ်ဘာသာရေးနဲ့ပတ်သက်ပြီးတော့ကိုယ်လုပ်ငန်းဆောင်ရတဲ့ကိစ္စရင်းနော်ပုံမှန်အတိုင်းကိုလက်ရှိလုပ်ငန်းဆောင်နေတဲ့ပုံမှန်အတိုင်း ဒိဋ္ဌံနေကျင့်စဉ်နေပရိစ္ဆေကလေးတွေကိုပြုလုပ်ပေးရမှာဖြစ်ပါတယ်ရှစ်ဆက်ပြီးတော့တဲ့ကန္တရာတော့တဲ့အတိုက်ခံနေကြကလှုပ်လှုပ်ရနေပြီးတော့ကိုယ့်ရဲ့ကန္တရာမမေ့မအောင်တော့ကြိုးစားပြီးတော့မှသတိပုဒ်ရနေတော့ကိုယ်ဆောင်ရတတ်ပါတယ်လက်လာပါတွေကပွင့်တော်မင်း6ရက်6ရက်အတွင်းထဲမှာလက်လာပါတွေပွင့်တော်မင်းကိုယ့်ရဲ့တငယ်ချင်းကမိကောင်းဆွေကောင်းတွေနဲ့ပတ်သက်ပြီးတော့လက်အကြီးပွင့်မှုတွေရှိပါတယ်ရှစ်ဆက်ပြီးတော့ကုပန်ဒုက္ခတွေကသိမရှိသလောက်ပဲကိုယ့်ရဲ့လောက်ကဆောင်ရတဲ့ကိစ္စတွေမှာဝိုင်းဝန်းပူပြီး ကိုမိပန်ကိုမဲ့မိတ်ဆွေတွေကိုရဲ့လုပ်ငန်းတွေကိုအခြေတစ်ဖွင့်တိထက်မကတိထက်တိုးပွားပြီးတော့နော်အစဉ်ပြောင်းအောင်မြင်အောင် ကြီးပွားတိုးတက်အောင်လုပ်ငန်းဆောင်မဲ့အကြံကောင်းဉာဏ်ကောင်းတွေပေါ်လာမှာဖြစ်ပါတယ်။အကိုရဲ့မိမိရဲ့နေထိုင်ရာဝရမြတ်စွာဘုရားမှာအုံးရီသုံးခွက်လှူပေးပါရှင်။အယောင်အဖြစ်အပြာရောင်မြမြပါလာလေးဝစ်ဆင်ပေးပါ။တီဟူသားလေးပေါ့နော်။တော့ပုံစံလေးထွင်းပြီးတော့ဒီမွေးစုပြီးဆောက်မှာ ဂုံတော်ဂါရာရီနဲ့ရုပ်ဖတ်တဲ့ဆက်ခြင်းနဲ့ဆိုလို့ရှိရင်တော့မင်္ဂလာတုပ်ပရိတ်တော်ကိုမနေ့တကြိမ်ညတကြိမ်ရုပ်ဖတ်ပူဇော်ပေးခြင်းအပြင်ကံတရားတွေမြင့်တဲ့မြင့်လာမင်္ဂလာပေါင်းပြီးပြည့်စုံကြပါလိမ့်ရှင်2025ခုနှစ်ဇွန်လကလတကလတွေတေရုံနဲ့ဟောရှာနေကိုအုရုသားလေးများတွေဆက်လက်ပြီးဖြစ်ချပေးမှာဖြစ်ပါလိမ့်ရှင်အုရုသားလေးများယခုဇွန်လတလတကလတွေမှာမိမိရဲ့လုပ်ငန်းတွေလုပ်ငန်းကောင်းစီးပွားကောင်းအယောင်းဝယ်ကောင်းဒီလိုကိစ္စမျိုးတွေနဲ့ ကြုံတွေ့ရတတ်ပါတယ်အဲ့တော့အစားအသောက်ဆိုင်နဲ့ပတ်သက်တဲ့လုပ်ငန်းတွေစံစီစာစေဆက်ဆက်ပစ္စည်းနော်အစားအုပ်လုပ်ငန်းနဲ့ပတ်သက်တာတွေအိမ်ဆောက်ပစ္စည်းတွေနဲ့ပတ်သက်တာတွေဒီကာလအတွင်းထဲမှာအယောင်းဝယ်ကောင်းမယ့်ကာလမျိုးတွေဖြစ်ပါတယ်အဲ့တော့မိမိတို့ကိုယ်တိုင်ဆက်ပစ္စည်းကောင်းကောင်းတွေခွင့်နေဆိုလို့ရှိရင်ကောင်းချိုးပြုနေပါတယ်လက်လာပါတယ်ပွင့်တတ်ပါတယ်အဲ့တော့သွားရင်သွားနဲ့လာနဲ့ဖြောင်းမှုတာနဲ့ကိစ္စမျိုးတွေလမ်းမှန်ခီးဆက်သွေးကောင်းတာတွေ ဆက်သွယ်ကောင်းချိတ်ဆက်ကောင်းရတာ၄ဆွေမျိုးသားချင်းညီကိုမော်နမိုင်းနဲ့ပြန်နေပြီးတော့မှတွေ့ဆုံရတာ၄အဲ့တော့ခရီးဝေးကအဲ့လားကိုယ့်ရဲ့ဆွေမျိုးသားချင်းနဲ့ပြန်လာလို့တွေ့ဆုံရတာ၄အထူးတော့နေခရီးတွေထွက်ခွာရတာ၄ဒါမျိုးတွေလည်းကြုံဆုံရတတ်ပါတယ်အဲ့တော့မိတို့အိုးအိမ်နေရာခိုင်ခင်းနဲ့ပတ်သက်ပြီးတော့နော်အိုးအိမ်နဲ့ပတ်သက်တဲ့တန်မိုးကြီးမှလည်းပစ္စည်းတစ်ခုဝင်မှုကိန်းရှိပါတယ်ဝင်ကောင်းပါတယ်မိတ်ဆွေပေါင်းစုံနဲ့မှတနင်္ဂနွေနေ့သားသမီးတွေနဲ့နာသားသမီးတွေရှိရဆိုထူးထူးနဲ့တွဲပြီးတော့မှ အဲ့ဒါခီးတို့ခီးရှည်တွေထွက်ခွာရမယ်အခြေအနေကလည်းမျိုးတွေကျုံဆုံးရတတ်ပါတယ်အိမ်မိသားစုတွေမှာအဝေးတို့ထွက်ခွာသွားတဲ့တင်းငုံတွေစနေသားသမီးတွေရှိရဆိုလို့ရှိရင်မျိုးအိမ်တို့မိသားစုတွေကပြန်လဲရောက်ရှိလာခြင်းအဆက်အသွယ်ကောင်းတွေရခြင်းဒါမျိုးတွေကျုံဝတ်တတ်ပါတယ်အောက်လင်ငယ်သားသမီးတွေမှာတင်းငုံတွေတင်းလာနေတဲ့သားသမီးတွေရှိရဆိုလို့ရှိရင်တော့အလုတ်အကင်ခက်ခဲငွေကြေးခက်ခဲအနေငယ်တော့ရှိတတ်ပါတယ် ရန်အနေရတော့ကြီးကြီးမားမားမရှိနိုင်ပါဘူးအဲ့တော့အချီးလေးမှာတော့ကိုယ့်ရဲ့ချစ်သူနဲ့ပြန်လဲတွေ့ဆုံသွားခြင်းဟလာကောင်းကျိုးပြုမဲ့လုပ်ငန်းတွေတွဲဖက်ပြီးတော့စီးပွားရေးလုပ်ငန်းတွေပြန်လဲလုပ်ကိုင်ဆောင်ရခြင်းနော်အိမ်အောင်ပြုမဲ့ကိစ္စမင်္ဂလာကိစ္စတွေစီမံဆောင်ရခြင်းတိုင်းမှုတွေရှိတတ်ပါလေအဲ့တော့အိမ်အောင်ရှင်နေနေရလဲပဲရခင်ကာလက เนาะအဆင်မပြေဖြစ်မှုတွေအရခုကာလထဲမှာပြန်လဲပြီးတော့မှအဆင်ပြေတင့်ညံ့မဲ့ကာလတွေကိုအရှိလာမှာဖြစ်ပါတယ်။ယောဂဝိနာနဲ့ပတ်သက်ပြီးတော့ရခင်ကာလကယောဂဟောင်းနေမပြောက်ခဲ့တဲ့ယောဂတွေဟာဒီကာလအတွင်းထဲမှာအနာနဲ့ဆေးနဲ့တိုးပြီးတော့ကိုခံစားနေရတဲ့ယောဂဝိနာတွေအများဆုံးတက်တာပြောက်ပြဲမဲ့အခြေအနေကာလမျိုးတွေရှိပါတယ်။ဘာသာရေးလေးကတော့မပြတ်เนาะစတိုက်လုံးဆောင်ပေးရမယ်အခြေအနေကာလမျိုးဆိုလို့ရှိရင်เนาะပို့ပြီးတော့ကောင်းပါတယ်။ဘာသာရေးမပြတ်ဖဲနဲ့ နေ့စဉ်နေ့စဉ်အဆက်မပြတ်တော့အဋ္ဌာန်နဲ့ကျင့်စွင်နေပရိစိတ်တာတွေဘာသာရေးကိုဒီဇိုင်းမမတ်တော့ဆောင်ရွက်မှာဖြစ်ပါတယ်အဲ့တော့ကံအကြောင်းတရားတွေကောင်းစေဖို့အတွက်တဲ့ဘာလို့လို့ကိုယ့်ရဲ့လုပ်ငန်းတို့ဒီဇိုင်းမမှန်တဲ့တတိဝရိယရှိစွာအဲ့ဒါစိတ်ရှည်လက်ရှည်နဲ့လုပ်ဖို့လိုအပ်ပါတယ် ရန်နာပါရီအနေနဲ့ရတော့ကိုယ့်ရဲ့အထက်အကြီးခဲတွေကကိုယ့်ရဲ့လုပ်ငန်းတွေနဲ့ပတ်သက်ပြီးငွေကြေးတွေနဲ့ပတ်သက်ပြီးကုညီ၆ပန်းနေသူ့လောက်မှာဖြစ်ပါတယ်ရှေ့ဆက်ပြီးတော့ကိုယ့်ရဲ့လုပ်ငန်းတွေကိုမတင်မချဖြစ်နေတဲ့ပုံစံမျိုးတွေအဲလောက်ရခက်မလောက်ရခက်ပုံစံမျိုးတွေတစ်ခါတည်းဝင်လာတတ်ပါတယ်စိတ်ရှိသိခံပြီးလုပ်ရမှာဖြစ်ပါတယ်မိမိတို့နေထိုင်ရဘုရားမြတ်စွာဘုရားမှာဆက်ပြအမွေကလေးသုံးခဲလှူပြီးတော့သုံးရပြင်းစုံတကြီးရွယ်ဦးလေးကိုလှူပေးပါခဲအောင်မြများကိုဆင်ပေးပါဈေးသားလေးဆောင်ပေးပါရှင် ားလုံးနဲ့မင်္ဂလာပါရှင်။2025ခုနှစ်ဇွန်လတလတကလအတွက်တရုတ်နဲ့ဟောဆန်းလေးကိုဂျာတာဘီနေနဲ့တာသိမြအတွက်ဆက်လက်ပြီးဖြေကြားပေးမှာဖြစ်ပါတယ်ရှင်။ဂျာတာဘီနေနဲ့တာသိမြဒီဇွန်လတလတကလထဲမှာကိုယ့်ရဲ့လုပ်ငန်းနဲ့ပတ်သက်ပြီးရောအဆက်အသွယ်ကောင်းဖြစ်စေကောင်းလေးရနိုင်ပါတယ်။ကိုယ့်အစည်းအရောင်းဝယ်ပြုတဲ့လူတွေလည်းအစီအပြေအောင်မြင်မဲ့ကာလတွေဖြစ်ပါတယ်။နောက်ပြီးတော့ကိုယ့်နဲ့အဆုဆက်ရှယ်ယာတွေကိုယ့်နဲ့ဆက်တူလုပ်ငန်းဟာပြန်လဲပြီးတော့မှပေါင်းစည်းမဲ့လူတွေကိုယ့်ရဲ့အသိမိတ်ဆွေတွေ အလားကိုရဲ့စီးပွားရေးလုပ်ငန်းရှင်အချင်းချင်းပြန်လည်ပြီးတော့တွေ့ဆုံတာပြန်လည်ပြီးတော့ပေါင်းဆက်ပြီးတော့ပေါ့နော်လောက်ကန်ဆောင်တဲ့ကိစ္စတွေကအထူးပင်အကျိုးပေးမဲ့ကာလတွေဖြစ်တယ်။ကြာသားပြီးနေနဲ့သားသမီးတွေအထူးပင်အဲကိုနဲ့နေလူ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 တွေအကျိုးပေးနေတဲ့ကာလတွေဖြစ်တယ်နော်။မြေကိစ္စအမွေနေ့ကိစ္စတွေလည်းဒီ လခါလာထဲမှာလူသမားကိုင်သမားတွေကိုဂျန်စီသမားပြောဆိုသမားအဆင်ပြေအောင်မြင်မှာဖြစ်ပါတယ်။ပြီးပြီးတော့တန်မိုးကြီးမားတဲ့ပစ္စည်းတွေနဲ့ပတ်သက်ပြီးထူထည်ထားပါ။အဲဒါရောင်းတာဝယ်တာအလုပ်တာကိန်းတာအဲဒါလုံမကိန်းမှာရောင်းမဝယ်မှာတာမျိုးလေးတွေရှိတတ်ပါတယ်။မိတ်ဆွေပေါင်းစင်းတွေမှာတော့ကိုယ်နဲ့နေရာထိုင်ခင်းနဲ့ပတ်သက်တာတော့လကောင်းခီးလန်း ွားမယ်ကိစ္စလေးကြောင့်အခြေတင်လေးတွေနဲ့အနည်းငယ်စကားပြောရတဲ့ကိစ္စလေးတွေပေါ်တတ်ပါတယ်။အိမ်မိသားစုထဲမှာတော့တနင်္ဂနွေနေ့နဲ့သားသမီးတင်းလာနေ့နဲ့သားသမီးတွေရှိပါကသူတို့တွေပြပခီးစဉ်ထွက်ခွာမယ်ကိစ္စကြံ့ကြံ့နေရတယ်ပြန်လည်းအစီအပြေမဲ့ကိစ္စမျိုးတွေပေါ်ပေါက်လာတတ်ပါတယ်။အောင်လင်ငယ်သားထဲမှာတနင်္ဂနွေစနေနေ့နဲ့သားသမီးတွေရှိရဆိုလို့ရှိရင်ရခိုင်ကာလကအဆင်မပြေဖြစ်ခဲ့တဲ့အကြောင်းအရာတွေကဒီလကာလထဲမှာတော့သူတို့ရဲ့ပတ်သက်တဲ့တော့အကြောင်းအရာကိစ္စတွေအလားအဆက်အသွယ်ချိတ်ဆက်ပြတ်တောက်နေတာတွေပညာရေးနဲ့ပတ်သက်တာတွေအလား ဟိုစုရုပ်ဘွေရုတွေနဲ့ပတ်သက်ပြီးတော့ဘောနောသတင်းကောင်းတွေလည်းကြားရတဲ့တယ်။ပညာရေးနဲ့ပတ်သက်ပြီးသူဘောနောအားကောင်းတဲ့သတင်းလေးတွေကြိုဆိုဝတ်တတ်တယ်။ဂျန်ကတော့တဲ့အစိုး90အကောင်း90ကြိုဆိုဝတ်တတ်တယ်။အချင်းနဲ့ပတ်သက်ပြီးတော့ဘောနောကိုချစ်သူတွေနဲ့ပြန်လည်ပြီးတော့ဝေးကွာတဲ့ချစ်သူတွေပြန်လည်ပေါင်းဆက်ပြီးတော့အတွေ့အကြုံအချင်းမင်္ဂလာကိစ္စတွေစီစဉ်ရခြင်းတာမျိုးတွေကြိုဆိုဝတ်တတ်တယ်။အိမ်တော်ရှင်လေးကတော့ကွဲမလို့ကွာမလို့ဖြစ်နေတဲ့ခင်ကာလကွဲမလို့ကွာမလို့ဖြစ်နေတယ်ဆိုလို့ရှိရင်တော့ယခုကာလမှာပြန်လည်ပြီးတော့ပေါင်းစည်းမဲ့ကာလတွေဖြစ်တယ်။ ယောဂဝိညာဉ်နဲ့ပတ်သက်ပြီးတော့ကြီးမားတဲ့ယောဂတော့မရှိနိုင်ပါဘူး။ဘာသာရေးကတော့ဒီဇိုင်းမှတ်မှတ်ရှေ့ဆက်ပြီးတော့လုပ်ငန်းဆောင်ရွက်ဖို့လိုအပ်ပါတယ်။မလုပ်ဘူးဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ကံတရားအမိမ့်မိန်တက်ပါတယ်။လက်လာပါတဲ့အနေနဲ့ပွင့်ဖို့ကတော့ကိုယ့်ရဲ့အိမ်နဲ့ခြံနေဖို့အမြဲတမ်းမချခဏတန့်စင်ပေးပါ။အဲ့ဒီပူပန်သောကတော့ကိုကကိုယ့်ရဲ့ရှေ့ဆက်ပြီးလုပ်ငန်းဆောင်ရွက်မဲ့လုပ်ငန်းကိစ္စတွေအလားအရေးကြီးတဲ့အကြောင်းအရာတွေတွေးပြီးတော့ ပူနေတတ်တယ်အပူနေမဲ့အစားကိုဘာသာရေးကိုဒီဇိုင်းမမတ်လုပ်ပြီးတော့မှကိုလုတ်ကင်ဆောင်ရွက်ဖို့ရှိတဲ့ကိစ္စတွေကိုဇွဲလုံးလာဝရိယကြီးစွာပြီးရှေ့ဆက်ပြီးလုတ်ကင်ဆောင်မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့လုပ်ငန်းတွေဟာအဲ့တော့အစားဒီဇိုင်းမမတ်နဲ့အောင်မြင်မှာဖြစ်ပါတယ်အဲ့တော့ကျန်သာမီးနေတဲ့သားသမီးတွေမိတွေနေထိုင်ရာဗုဒ္ဓမြတ်စွာဘုရားမှာပေါ့မုတ်ထောပတ်တုတ်ငါးချက်မြတ်စွာဘုရားရှိခိုးရမြတ်ကြီးကိုစက္ကန့်လူနဲ့ပူဇော်ပေးရမှာဖြစ်ပါတယ် လက်လာပါလေအနေနဲ့ပွင့်ခြင်းလို့အယောင်လေးတွေဝစ်ဆင်ခြင်းနဲ့ဆိုလို့ရှိရင်နီနီနီညိုရောင်မများပါတာခဲရောင်မများပါတာတွေဝစ်ဆင်ပေးပါအဆောင်အားဖြင့်ဆောင်ခြင်းနဲ့ဆိုလို့ရှိရင်တော့ပစ်တိုင်းတောင်ရုပ်ကလေးအသေးလေးတစ်ရုပ်ကိုရေမွေးဆွပြီးတော့ဆောင်သွားပေးပါဘုံတော်ဂါရာတွေအနေနဲ့ရုပ်ဖတ်တဲ့ဆဲခြင်းနဲ့ဆိုလို့ရှိရင်တော့နေ့စဉ်မနက်တစ်ချိန်မြစ်တာတော့ပေါ့နော်ယူပေးပါအားလုံးမင်္ဂလာပါရှင်2025ခုနှစ် ဇွန်လတလတကလအတွက်တဲရုံနဲ့ဟော်ရှန်လေးကိုတောက်ချာနေတဲ့သားသမီးများအတွက်ဆက်လက်ပြီးဖြည့်ကြပေးမှာဖြစ်ပါတယ်။တောက်ချာနေတဲ့သားသမီးများဇွန်လတလတကလအတွက်စာသားလေးပေးပြပေးရမယ်ဆိုလို့ရှိရင်တောက်ချာနေတဲ့သားသမီးများဒီဇွန်လတလတကလထဲမှာအလုတ်သစ်အကင်သစ်တွေရှိပြောင်းလုတ်ကိုင်းဆောင်ရတတ်ပါတယ်။ဦးသစ်အင်သစ်ရှိပြောင်းရတတ်ပါတယ်။အင်းအလုတ်တနေရာမှာတနေရာသို့ရှိပြောင်းခြင်းအင်းတနေရာမှာတနေရာသို့ရှိပြောင်းခြင်းမိမိတို့အင်းကို ကောင်းကောင်းမွန်မွန်တော့ပေါ့နော်အစ်စ်မွန်မှန်ပြန်လဲဆောက်လို့ရကြတဲ့ဒါမျိုးတွေနဲ့ကြုံဆုံရတတ်ပါတယ်။ဥစားပစ္စည်းပိုင်းနဲ့ပတ်သက်ပြီးပြောရမယ်ဆိုလို့ချင်းရင်မိမိတို့လက်လွန်သွားတဲ့ငွေကြေးပဲဖြစ်ဖြစ် ဆုံးရှုံးမှုလို့ဖြစ်နေတဲ့အဲ့ဒီငွေဓာတ်မှုကြီးမှပစ္စည်းပဲဖြစ်ဖြစ်ပြန်ရနိုင်မဲ့အခြေအနေပုံစံမျိုးတွေရှိတတ်ပါတယ်။မိတ်ဆွေပေါင်းစင်းတွေမှာတနင်္ဂနွေနေ့အင်္ဂါနေ့နဲ့သားသမီးတွေရှိရဆိုလို့ရှိရင်တို့နဲ့ပေါ့နော်တိုက်ခံနေအခြေအနေပြောရမယ့်ကိစ္စတွေပေါ်တတ်ပါတယ်။အိမ်မိသားစုတွေမှာတနင်္ဂနွေနေ့နဲ့သားသမီးတွေရှိရဆိုလို့ရှိရင်တော့တို့တွေနဲ့ပတ်သက်တဲ့ပေါ့နော်ကြီးမားတဲ့ပြဿနာတွေကိုကိုယ်ကရင်ဆိုင်ပြီးဖြေရှင်းပေးရတတ်ပါတယ်။ ရန်ကတော့တဲ့ပြင်ပရန်တွေကတော့ကြီးကြီးမားမရှိဘူးကိုကိုတိုင်းဖြည့်ရှင်းနိုင်မှာပဲဖြစ်ပါတယ်အချီးလေးမှာတော့အကန့်ပွင့်စမ်းပွင့်ပြီးတော့မျက်နှာပွင့်နေပေါ့နော်ချစ်သူခင်သူတွေပေါ်များနေတဲ့ကာလတွေဖြစ်တယ်အင်အောင်ရှင်တွေနဲ့ပတ်သက်ပြီးတော့ကိုယ့်အင်အောင်မနဲ့ပတ်သက်တဲ့စီးပွားရေးလုပ်ငန်းတွေမှာပြင်လဲအဆင်ပြေခြင်းဆက်သွယ်ကောင်းတွေချိတ်ဆက်ကောင်းတွေရခြင်းအလားတူးနဲ့တူးပေါ့နော်စိတ်တူကိုယ်တူအဟိုစီးပွားရေးလုပ်ငန်းတွေမှာကြကြနနပေါ့နော်အဆင်ပြေပြေလေးနဲ့လုပ်ငန်းဆောင်လုပ်ကောင်းတဲ့ကာလလေးတွေနဲ့ကြုံဆုံရတတ်ပါတယ် ယောဂဝင်နေရတော့တဲ့ကြီးမားတဲ့ယောဂဝင်နာမရှိနိုင်ပါဘူးတချောင်ချောင်လေးတော့ဖြစ်မယ်အဲ့တော့ခဏတာယာယီဈာနာခြင်းတော့ဖြစ်လိဖြစ်တတ်တယ်အဲ့တော့ရှစ်ဆက်ပြီးတော့ဘာသာရေးကတော့ဒီထက်မကဒီထက်ကျင့်စဉ်နဲ့တိတ်ထန်နေကိုဒီထက်တိုးပွားပြီးတော့လုပ်မယ်ဆိုလို့ရှိရင်ကိုယ်ကိုကောင်းချိုးပြုလာမယ့်အခြေအနေကောင်းနေကြုံဆုံခဲ့တက်ပါတယ်အဲ့တော့ကံနေကောင်းတတ်တယ်ကိုယ့်ရဲ့ပုံကိုယ်ဆက်ပဋ္ဌာန်းဆက်တည်းရဲ့ကိုယ်ကိုယ်နေကလေးဆောက်ချောင်းမဲ့ကာလတွေဖြစ်နေတယ်အဲ့တော့လက်လာပါတွေပွင့်ဖို့တော့ကတော့ဘာလို့လို့အတိုက်ခံနေကြတဲ့ရတဲ့လို့လို့ကခံရတဲ့အတွက်ကြောင့်လို့ ြည်သည့်နေရာမဆိုဘလို့အလောက်ကင်မျိုးမဆိုကိုယ့်ဘက်ကတိခံမှုတွေအဲတိခံမှုကြီးစွာထားမယ်ဆိုလို့ရှင်တော့ကိုယ့်ဘက်ကလက်လာပါတွေပွင့်ပြီးတော့လုပ်ငန်းဆောင်တာကိစ္စတွေစီချုံးမိအောင်မြင်မှာဖြစ်ပါတယ်။ရှင်းဆက်ပြီးတော့တဲ့ဝိကျကိစ္စတွေတော့၎င်းလမ်းမဆက်သွေးတွေတော့၎င်းအခုသွားမယ့်ကိစ္စတွေကိုရင်းနှီးမြှုပ်နှံမှုကိစ္စတွေကမတမကြကိစ္စတွေတော့အနေငယ်ပေါ်တတ်ပါလေတကယ်လေးကိစ္စလေးတွေကိုကတိတိကျကျစဉ်းစားဆုံးဖြတ်ပြီးတော့မှလောက်ကန်ဆိုင်မယ်ဆိုလို့ရှိရင်ရှေ့ဆက်ပြီးလုပ်ငန်းတွေအဆင်ပြေအောင်မြင်မှာဖြစ်ပါတယ် မိမိတို့နေထိုင်ဘိုးရမြတ်စွာဘုရားမှာစပယ်ရှစ်ကုံမြတ်စွာဘုရားရှစ်ကုံတော်မြတ်ကြီးကိုထူထမ်းပူဇော်ပေးရမှာဖြစ်ပါတယ်။အယောင်အဖြစ်ဝိစင်ခြင်းနဲ့ဆိုလို့ရှိရင်တော့အနည်းယောင်မြတ်ပါတာအပြောင်မြတ်ပါတယ်ဝိစားလေးဝိစင်ပေးရမှာဖြစ်ပါတယ်။အဆောင်အဖြစ်ဆောင်တင်နေဆိုလို့ရှိရင်တော့အိတ်ဆောင်စာအုပ်တိတိလေးတအုပ်ကိုရေမွေးစွတ်ပြီးတော့တွားလျက်မှာဆောင်ထားပေးရမှာဖြစ်ပါတယ်။အဲမိမိတို့ဂုံတော်ဂါရာလေးအနေနဲ့ရုပ်ဖက်ပူဇော်ခြင်းနဲ့ဆိုလို့ရှိရင်တော့နေ့စဉ်အောင်တော်မူဂါရာကိုက ပေါ့နော်နေစဉ်အောင်တော်မူကာရာလေးကိုကိုးကောက်ပြုတ်ဖက်ပူဇော်ပေးခြင်းအဖြစ်မိမိတို့စီမှာရှိနေတဲ့ကံစားတာအခိုင်အမြဲပြပြပြီးတော့ကောင်းကျိုးလိုအပ်သူကအပြာပြားနဲ့ပြည့်စုံချမ်းသာခြင်းကိုရရှိကြပါစေလို့ဆရာမကဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။မိလာပေါင်းနဲ့ပြည့်စုံကြပါစေရှင်။2025ခုနှစ်ဇွန်လတက္ကလာတွင်တင်းတို့ရဲ့ဟောရှာနေကိုစနေနေ့နဲ့တာသမီများအတွက်ဆက်လက်ပြီးပြုကြပေးမှာဖြစ်ပါတယ်။ စနေနေ့နဲ့သားသမီးများ2020ခုနှစ်ဇွန်လတလတကာလထဲမှာတော့ကိုယ့်ရဲ့လုပ်ငန်းတွေပြန်လည်ပြီးတော့မှဆင်ပြေမယ်အောင်မြင်မယ်ဈေးရောင်းဝယ်တွေကောင်းမယ်ကာလတွေဖြစ်တဲ့အင်္ဂါနေ့နဲ့သားသမီးတွေကြာသပြီးနဲ့ကြာသပြီးနဲ့သားသမီးတွေအထူးကိုယ့်အကျိုးပြုမဲ့ကာလတွေဖြစ်တယ်အဲဒီခါတည်းမှာတော့ကိုယ့်ရဲ့ဈေးရောင်းတဲ့ကမှရောင်းမှာဝယ်မှာတွေဒီမှာဝိုးနေနေလေးတတိထားစရာလေးတွေရှိပါတယ်နောက်ပြီးတော့ကိုယ့်ရဲ့မိတ်ဆွေကိုယ့်ရဲ့ပေါက်တွေတွေတခြားလူစီရောက်သွားတာမျိုးတို့နော်အပေါက်တွေတွေကကိုယ့်ရဲ့ကိုယ်စီကြီးလမ်းမဲ့ပေါက်တွေတွေနည်းနည်းလေးနှဲသွားတာမျိုးတွေရှိတတ်တယ်။အဲတော့ ိုယ့်ရဲ့ဥစားပစ္စည်းပိုင်းငွေကြေးပိုင်းနဲ့ပတ်သက်ပြီးပြောမယ်ဆိုလို့ရှိရင်ကိုယ့်အိမ်နဲ့ပတ်သက်တာငွေကြေးနဲ့ပတ်သက်တာတွေကရာခိုင်နေမှလွှဲချော်သွားတာလေးတွေပြန်လည်ပြီးစောင့်ဆိုင်းရတာမျိုးတွေရှိတတ်တယ်။မိတ်ဆွေပေါင်းစင်းတွေမှာတော့ကိုယ့်နဲ့အိုက်ခံလေးတွေအနေငယ်လေးတွေဒီကလာတဲ့မှာတော့ရှိပါတဲ့သိခံမှုလေးတွေနဲ့လွတ်လပ်အောင်ဖြစ်ပါတယ်။အိမ်မိသားစုတွေမှာစနေနေ့နဲ့သားသမီးတွေရှိတယ်။ဆိုလို့ရှိရင်အိမ်စနေနေ့နဲ့သားသမီးတွေကိုယ့်အိမ်ကအထွက်သွားမဲ့ပုံစံမျိုးအာနေပြီးတော့ထွက်သွားမဲ့ပုံစံခြေနေမျိုးတွေနဲ့ကျုံဆုံနေရတတ်တယ်။ အောက်နိုင်ငံသားသားသမီးတွေထဲမှာနင်းကိုနေစနေနေ့နဲ့သားသမီးတွေရှိတယ်ဆိုလို့သူတို့နဲ့ပတ်သက်တဲ့ပညာရည်တွေနဲ့ပတ်သက်တာသူတို့နဲ့ပတ်သက်ပြီးတော့ထင်ပေါ်ကျော်ကြားစေတဲ့အကြောင်းအရာတွေပြီးပြောဆိုနေရတတ်ပါလေ။ရန်အပိုက်ခက်နောက်ဆက်ကတော့အရှိတလောင်နေတော့ပါပြီ။အချေးမှာတော့ချစ်သူနှုတ်ဦးမြတ်ကိုရွေးချယ်ရခတ်တဲ့ပုံစံမျိုးတွေနဲ့အချေးမှာစမ်းပွက်နေတတ်ပါလေ။အင်းအောင်ရှင်နေနေရတော့တဲ့အင်းအောင်ဘက်နဲ့ပတ်သက်ပြီးတော့စိတ်ချမ်းသာရရှိတဲ့စိတ်ချမ်းသာစရာကောင်းတဲ့ကိစ္စတွေအငွေကြီးနဲ့ပတ်သက်ပြီးတော့အထင်ကရတော့အဆင်ပြေလာတဲ့ပုံစံမျိုးတွေ စီးပွားရေးမှာလည်းပြန်လည်ပြီးတော့မှအသင့်ပြည့်တက်မှတ်သွားတဲ့ပုံစံမျိုးတွေနဲ့ကြုံဆိုင်ရတဲ့တဲ့ယောဂဝိညာဉ်နဲ့ပတ်သက်ပြီးရခင်ကာလကဆေးမတိုးတဲ့ယောဂတွေဒီကာလတွေနဲ့မှဆေးတိုးမယ်ဟလာယောဂဝိညာဉ်နဲ့ပြောက်ကင်းမဲ့ကာလတွေဖြစ်တယ်ဘာသာရေးဖြစ်တဲ့တဲ့တခါတည်းရဲ့ဘာသာရေးဖြစ်တဲ့အတွက်ကြောင့်ကိုယ့်ရဲ့ကံတရားတွေနှိမ့်မိန်သွားတတ်တယ်အဲ့တော့လက်လာပါတရားတော့တိတ်မကြခင်အတွင်းထဲမှာပဲကိုဘာသာရေးပြန်လဲလောက်ပိုင်းဆောင်ရွက်တဲ့အတွက်ကြောင့်မလို့ဒီဇိုင်းမမတ်နဲ့ပြန်လဲပြီးတော့မှလောက်ပိုင်းဆောင်ရွက်မယ်ဆိုလို့ရှင်လက်လာပါလေအဲ့တော့တိတ်မကြခင်အတွင်းထဲမှာလက်လာပါပြန်ပို့တတ်တယ် ရှေ့ဆက်ပြီးတော့တဲ့ကိုရဲ့အလုံးစုံကိစ္စတန်းဆိုတော့ကိုရဲ့အိမ်မိသားစုအတွက်တော့တွေးပြီးတော့ပူမေပူပန်နေရတဲ့ဒီပူမေဒုက္ခလေးတွေတော့ရှော့ဖို့လိုအပ်ပါတယ်အဲ့တော့မိလိုနေထိုင်ရဗုဒ္ဓမြတ်စွာဘုရားမှာကဏမာပန်းလေးကိုပွင့်စက္ကလူရန်ပူဇော်ပေးပါသွားလျင်လာလျာမှာလက်လာပါလေပွင့်စီဖို့အတွက်အယောင်အဖြစ်ပြောပြရမယ်ဆိုလို့ရှိရင်ကိုယ်ဆင်ရမယ့်အယောင်လေးရနင်းညိုရောင်မများပါတာအဝါရောင်မများပါတဲ့ဝိစားလေးတွေဝိစင်ပေးပါအဆောင်အဖြစ်ဆောင်ကျင်တဲ့ဆိုလို့ရှိရင်တော့ခဲတံလေးတစ်ချောင်းကိုရေမွေးဆုပ်ပြီးတော့ ဆောင်သွားပြီပါဘုံတော်ခါရာလေးအနေနဲ့ပြဖက်ပူဆော်ခြင်းနဲ့ဆိုလို့ရှိရင်တော့ဘုရင်ကြီးဆက်တဲ့တုတ်ခဲရမင်္ဂလာတုတ်ကာရာဘူးပေါ့နော်မင်္ဂလာတုတ်ပြိတ္တော်ဘူးနေ့စဉ်ပြဖက်ပူဆော်ခြင်းအားဖြင့်စနေသားသမီးတွေမှာရှိနေတဲ့ကံစားတာအခိုင်အမြဲနဲ့ပြကြောက်ပြီးတော့ကောင်းချိုးလိုတာဒုက္ခအဖျားပြားနဲ့ပြေဆုံးချမ်းသာခြင်းကိုရရှိကြပါစေလို့ဆရာမကဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်